သင်စိတ်ကူးရှိတဲ့အတိုင်းမြန်မာစာဖြင့်ဂျမနိုင်းအေတိုင်းမှာဓာတ်ပုံတွေဟန်တင်းနိုင်ဖို့အတွက်ဒီနေ့ဗီဒီယိုမှာပြောပြမယ့်အချက်လေးချက်ကအရင်အထုတ်တဲ့မှာဖြစ်ပါတယ် ကျွန်တော်တို့ဓာတ်ပုံတွေကိုဖန်တီးတဲ့အခါမှာကိုယ်စိတ်ကူးအတိုင်းဓာတ်ပုံတွေဂျမနိုင်း AI မှာထွက်မလာတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့ဗီဒီယိုမှာတော့အလိုမထွက်လာရတဲ့အကြောင်းအရာအကုန်လုံးကိုပြန်ပြီးတော့ဖြေရှင်းပေးနိုင်မယ့်အကြောင်းအရာကိုပြောပြပေးသားမှာပဲဖြစ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာဒီဗီဒီယိုကိုမစတင်ခင်မှာအရှိမကျွန်တော်ဗီဒီယိုလေးတစ်ပုတ်လုတ်ထားခဲ့တာရှိတဲ့မိမိဖုန်းဖြင့်မြန်မာလိုရေးလို့ရှိရင်ဂျမနိုင်းမှာပုံထုတ်လို့ရပြီဆိုတဲ့ဗီဒီယိုအဲ့ဒီဗီဒီယိုကိုတရင်သွားကြည့်ပြီးတော့မှဒီဗီဒီယိုကိုကြည့်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ဒီပညာဒိုးစင်မှာဖြစ်တဲ့ပ 不内疚。猛猛 ကိုရိုက်ပြီးတော့မှမလိုချင်တဲ့အပိုင်းတွေကိုဖယ်ထုတ်တဲ့နည်းပဲဖြစ်တယ်။ဖယ်ထုတ်ပဲနည်းမကိုအရင်ဆုံးမဆတင်ခင်မှာ Gemini application တွေကိုမဝင်ရင်ကျွန်တော်တို့ gallery တွေကိုအရင်သွားလိုက်မယ်။အဲ့ဒီမှာကျွန်တော်ဓာတ်ပုံတစ်ပုံထောက်ယူလိုက်မယ်။အဲ့ဓာတ်ပုံမှာဆိုလို့ရှိရင်ကျွန်တော်အခြားလူတယောက်ကလမောင်းကြီးကျွန်တော်ပုံရှင်းမှာကွဲနေတယ်။အဲ့ဒါယူကျွန်တော် photo editing ပုံစံမျိုးနဲ့အဲ့ဒီလမောင်းကြီးဖြတ်ပြမယ်။ဒီလမောင်းမှမဟုတ်ဘူး။တခြားဒီဓာတ်ပုံမှာကိုကဓာတ်ပုံရိုက်လိုက်တယ်။အဲ့ဒီနေရာမှာတခြားလူတွေကအများကြီးရှိနေတယ်။အဲ့ဒီလူတွေကိုဖယ်ချင်တယ်ဆိုလို့ရှိရင်လေဒီနေ့အခုပြောမယ်နီလန်အတိုင်း ဖယ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ပထမအဦးဆုံးဒီလက်မောင်းကိုဖယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ attitude နဲ့ကိုတစ်ချက်သွားအဲ့မှာ rotate ရှိရဲ့ rotate တဲ့ကိုသွားပြီးတော့မှအနီရောင်အရာလေးနဲ့ကိုဖယ်ထုတ်ခြင်းတဲ့အရာလေးကိုဝိုင်းပေးလိုက်ဝိုင်းပေးပြီးတော့အမှန်ချစ်ပေး ပြီးရင် save လိုက်မယ်ကျွန်တော်တို့ဒီမလိုချင်တဲ့အရာကိုဖယ်ထုတ်ခြင်းနဲ့ save လုပ်ပြီးသွားပြီးအဲ့ဒါဆိုဒီကောင့်ကို Gemini နဲ့ကိုသွားပြီးသွားတော့မှ Gemini နဲ့ကနေပြီးသွားတော့မှပုံနှိစာများကိုအင်္ဂလိပ်ပြန်ပြောင်းနေတဲ့ကိုသွားခုနကပုံကို ပြန်တင်မယ်ပုံ damn ဒီမှာကျွန်တော်ရေးပေးလိုက်တာဆိုလို့ရှိရင်ကျွန်တော်မလိုချင်တဲ့ဘိုင်းကိုအနီရောင်လေးနဲ့ဝိုင်းထားပေးတယ်အဲ့ဒါကနေပြီးတော့မှအဲ့ဒါတခြားသူရဲ့လက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပင်ပေးတော့ပုံမှာအနီရောင်ဝိုင်းထားတော့တခြားသူလက်ကိုဖယ်ထုတ်ပေးတော့ပြုံးဆိုပြီးတော့ကျွန်တော်ဆန်လိုက်မယ်တခြားသူလက်မောင်းကိုဖယ်ပြီး ဖို့အတွက်ပေါ့နော်ပြင်ဆင်ရလို့တဲ့အင်္ဂလိပ်ပရင့်ကိုအောက်ပါတိုင်းရေးပေးဆိုပြီးတော့မှသူပရင့်ရေးပေးလိုက်တယ်အဲ့ဒီပရင့်ရဲ့ရှင်းလင်းချက်ကအောက်မှာအမြဲတမ်းပါလာတတ်တယ်အဲ့ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ညာဘက်ရှိအနီရောင်မြင်းဖြစ်မိမောင်းထိုးပြထားသောလက်မောင်းတစ်စစ်စစ်ကိုဖျက်ရှားပေးပါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကတော့အဖြူရောင်ပိုလိုရှော့ဝတ်ထားတဲ့အမျိုးသားတယောက်ထဲသာရှိနေသင့်ပါသည်နံပါတ်3တစ်ချက်ကကျတော့နောက်ခံနေစပွဲနေရာကိုချုံ့မွေစွာပြန်လည်ဖြည့်ဆွတ်ထားပေးပါပရင့်ကိုတစ်ချက်ကြည့်ကြည့်ပါအမြဲတမ်းကို့အနေနဲ့ဒီဘက်မှာတင်ပေးလိုက်တဲ့သူ့ဘက်ကပြန်ပေးတဲ့ပရင့်ကိုသူကအမြဲတမ်းပရင့်ရဲ့ရှင်းလင်းချက်ကိုမြန်မာလိုပြန်ပေးလာတာတွေ့ရလိမ့်မယ်ဒါလေးကတော့အရန်အရေးကြီးတယ်ဒီဘက်မှာ तू ပြန်ပေးလာ တဲ့ prompt ဒီအမြဲတမ်းတော့အဆင်မပြေနေနိုင်ဘူးအဲ့လိုအဆင်မပြေနေနိုင်တဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့ပြန်ပြီးတော့ edit လုပ်လို့ရတယ်ပြန်ပြင်ဆင်ခိုင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာတော့ကျွန်တော်တို့အနေနဲ့အောက်ကရှင်းလင်းချက်ကအဆင်ပြေတယ်ဆိုတော့ဒီအပေါ်က prompt ကိုကျွန်တော် copy ကူးမယ် copy အောက်မှာကျွန်တော် image creation dialogue box ကိုပြန်သွားမယ်ပုံကိုတင်လိုက်မယ် damn ယူလာတဲ့ prompt ကိုပြန်ပြီးတော့ paste လုပ်လိုက်မယ် ဆက်လုပ်ကြည့်လိုက်မယ်။ခေဒါဆိုလို့ရှိရင်တခြားသူရဲ့လက်မောင်းကြီးလုံးဝပျောက်သွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ကျွန်တော်ဒါဆိုလို့ရှိရင်လူတစ်ယောက်ပဲကျန်တော့တာကိုတွေ့ရလိမ့်မယ်။ဒီမှာကပုံတွေကိုအဲ့လိုမျိုးအဝိုင်းဖယ်ပြီးသွားတော့မှတခြားပုံတွေကိုလည်းဖယ်ထုတ်ပေးလို့ရတယ်ပေါ့နော်။ကိုကဒါမှမဟုတ်ဘူးတခြားပုံစံတစ်ပုံကိုကျွန်တော်တစ်ချက်ကျင်ကြည့်မယ်။ဒီမှာဆိုရင်ကျွန်တော် internet ကနေရှာထားတဲ့ပုံလေးတစ်ပုံကြောင်ကအားလုံးပေါင်း9កောင်ရှိတယ်။နောက်မှကြက်တူကြီးတစ်ကောင်ရှိတယ်။အဲ့မှာကျွန်တော်ကြက်တူကြီးကိုဖယ်ထုတ်ချင်တယ်။အဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ edit ကိုသွားတထေလေးကိုသွားပြီးသွားတော့မှကြက်တူကြီးလေးကို ဝိုင်းလိုက်တယ်အမှန်ချစ်ပေးလိုက်တယ် save လိုက်တယ်ဟေးဒါဆိုလို့ရှိရင်ကျွန်တော်ဒီဓာတ်ပုံလေးဆေးလိုက်ပြီအဲ့ဒီမှာဂျမနိုင်းနဲ့ကိုသွားမယ်ဂျမနိုင်းနဲ့ကိုသွားပြီးဆိုရင်ပုံမှန်လုပ်နေကြအတိုင်းပဲဒီဘက်ကို chat ခဲကိုသွားသွားပြီးတော့မှမြန်မာစာနဲ့ပုံများကိုအင်္ဂလိပ်ပရင့်ပေးတဲ့ထဲကိုသွားအောက်ကအပေါင်းလေးကိုတစ်ချက်နဲ့ gallery တွေကိုဝင်ပြီးသွားတော့မှကိုနကလောက်ထားခဲ့တဲ့ပုံကိုတစ်ချက်ထောက် damn လုပ်ပြီးတော့ upload တင်လိုက်မယ်ဒီမှာကျွန်တော်ရေးပေးလိုက်တာဒီအနီရောင်ဖြင့်ဝိုင်းထားသောစက်တူရွေးငှက်ကိုဖဲ့ထုတ်ပြီးတော့ print ဆိုပြီးတော့မှရေးပြီးတော့ sample လုပ်လိုက်တဲ့အဲအဲ့ဒီမှာသူသူ့အနေနဲ့ print ပြန်ချလာပေးပြီးအဲ့ print ကိုကျွန်တော် တစ်ချက်ပြန်ဖတ်ကြည့်မယ်ဒီထဲမှာဆိုပုံထဲမှာအနီရောင်ဝိုင်းထားသောကျက်တူရွေးအစိမ်းရောင်ငှက်ကိုဖယ်ရှားပါပြုံးရဲ့တစ်ပိုင်းနောက်တစ်ပိုင်းကျတော့ကျက်တူရွေးရှိသည့်နေရောင်ကိုမူလမြေပြင်နေရာနဲ့လမ်းမြတ်နဲ့တိုင်းပြန်ထည့်ပေးပါနောက်ကျန်တဲ့မြေခွေတိုင်းချုံမှုသွားတဲ့ရန်ကြောင်နှစ်ကားများကိုသာမြင်စရာလှုပ်ဆောင်ပါဆိုပြီးတော့မှသူပြုံးချပေးထားတယ်အဲ့ပြုံးကိုပဲကျွန်တော်တို့ကပြင်စရာမလိုဘူးဆိုတဲ့အတွက်ကြောင့်မလို့ဒီပြုံးကို copy ကူးမယ် image creation တွေကိုသွားမယ်အောက်မှာအပေါင်းကလစ်ကိုနှိပ်ပြီးသွားတော့မှ gallery တွေကိုဝင်မယ်ဒီကျက်တူရွေးပုံနဲ့ damn low ဘုန်းကပြုံးကိုဒီမှာထည့် ဆန်လုံးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ဒီမှာတစ်ချက်ချင်းကြည့်လိုက်ပါ။ဒီကြောင်ပုံမှာဆိုလို့ရှိရင်ကြက်တူရွေးရလုံးဝရှိမနေတော့တာကိုတွေ့ရလိမ့်မယ်။ဒီမှာကြက်တူရွေးလုံးဝမရှိတော့ဘူး။ပုံတွေကိုပဲလဲဒီတိုင်းပဲကုမလို့ချင်တဲ့အပိုင်းတွေကိုဒီပုံမှာဖြတ်ထုတ်ပေးလို့ရတယ်။ဘလောက်ထိသူကတိတိကျကျလုတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ဒီအကောင့်တစ်ကောင်လုံးကိုဖျောက်ပေးပြီးတော့မှနောက်ခံအတိုင်းလေးကိုလည်းထုတ်ပေးနိုင်တယ်။ဒီမှာဆိုလို့ရှိရင်လည်းတခြားလူတယောက်ကလက်မောင်းရှိမှပါနေတဲ့အပိုင်းကိုလည်းသူ့ရဲ့လက်မောင်းမပါဘဲနဲ့ကိုယ့်ရဲ့သဘာဝအတိုင်းဖြစ်အောင်ကိုပဲထုတ်ပေးတာကိုတွေ့ရပါလိမ့်မယ်။ဒီပုံတွေထုတ်တာမျိုးတွေမဟုတ်ဘဲနဲ့ပုံသုံးပုံကိုလောက် ပေါင်းပြီးတော့မှတပုံကအပိုင်းတစ်ပိုင်းယူနောက်တပုံကအပိုင်းတစ်ပိုင်းယူနောက်တပုံမှအပိုင်းတစ်ပိုင်းယူဆိုပြီးတော့လုပ်လို့ရတယ်အပိုင်းဒီပိုင်းဒီအရန်မိုက်တယ်အဲ့ဒါကိုတစ်ချက်လိုက်ကြည့်ပေးပါကျွန်တော်ဒီဘက်မှာဘဲကိုပြန်သွားမလို့ဆိုလို့ချင်းပုံမှန်တိုင်းမယ်မြန်မာစာနဲ့ပုံများကိုအင်္ဂလိပ် print ပေးတဲ့အထည်ကိုသွားမယ်ကျွန်တော်ပုံသုံးပုံ upload တင်မယ်ပထမအဆုံးတပုံအနေနဲ့ကျွန်တော်ရဲ့ပုံကို upload တင်မယ်ဒုတိယတပုံအနေနဲ့စိုင်းကေပုံတပုံကို upload တင်မယ်တတိယပုံတပုံအနေနဲ့ရှုခင်ပုံတပုံကို upload တင်မယ်ဒီမှာဆိုပုံသုံးပုံ upload တင်လိုက်တယ်မြန်မာလို print ရေးကြည့်မယ်ဒီမှာကျွန်တော်ရေးပေးလိုက်တာဆိုလို့ရှိ ျင်ပထမပုံကလူအမျိုးသားဒုတိယပုံမှာဆိုင်ကယ်တတိယပုံမှာရှုခင်းတဲတွင်ဆိုင်ကယ်စီးနေတော့ကရုံဆိုပြီးတော့တော့မှကျွန်တော်တောင်းလိုက်ဒါလေးကိုကျွန်တော်တစ်ချက်ဆက်လုပ်ကြည့်လိုက်မယ် Okay ဒီမှာဆိုလို့ရှိရင်တစ်ချက်ကြည့်ကြည့်လိုက်ပါသူ့အနေနဲ့ print ထုတ်ပေးလာပြီအဲ့ print ရဲ့ရှင်းလင်းချက်ကိုတစ်ချက်ပြန်ကြည့်မယ်ပထမပုံမှာအမျိုးသားဤဓာတ်ပုံပမာလက်တွေ့ကျတော့ပုံရဲ့တတိယပုံမှာအ내ရောက်ဆိုင်ကယ်ဆိုပြီးတော့တော့မှသူကပုံမှားနေတာကိုတွေ့ရလိမ့်မယ်ဒုတိယပုံမှာကိုယ်ကောင်နေတော့ကန္နာရပြင်ပေါ်တွင်ဆိုပြီးတော့တော့မှအမျိုးသားဒီမူရင်းပုံအတိုင်းအ내ရောက်ချခင်ကိုဝစ်စင်ထားရမည်မြင်ကွင်းဒီ ကျေပြောသော၆တွေသောရှုခင်းအဝေးတောင်တန်းများမှာရှင်းလင်းသောကောင်ကင်မြအောက်တွင်နူးညံ့သောရွှေရောင်နှင့်အလင်းရောင်တို့ဖြင့်ဖွဲ့စည်းထားသည်ဆိုပြီးတော့မှပြုပွင့်ရေးပြီးတော့တာကိုတွေ့ရဒါဆိုလို့ကျွန်တော်တို့ပြန်ပြီးစဉ်းစားသေးရရှိတာသည်ဒီပုံသည်ပထမပုံဒုတိယပုံတတိယပုံမှာသူ့အနေနဲ့တော့နည်းနည်းလေးတော့လွဲနေတယ်လို့တော့ထင်ရတယ်ဒီ print ကိုယူပြီးတော့မှစမ်းကြည့်ကြမယ် copy image creation တဲ့ကိုသွားမယ်အောက်မှာအပေါင်းခလုံးနဲ့ကလာရဲကိုဝင်ဒါပေမဲ့ဒီမှာတစ်ချက်တတိထားရမှာဒီဥပမာအင်္ဂလိပ် print တောင်းခဲ့တဲ့ပုံအတိုင်းကိုပဲဒီမှာပြန်ထည့်ပေးရမယ်ဥပမာအင်္ဂလိပ် print တောင်းတော့ကတော့ပုံတစ်မျိုးဒီဘက်မှာပြန်ထည့် ည့်တုံးကတော့ပုံတစ်မျိုးအဲ့ဒါမျိုးတော့အဆင်မပြေနိုင်ဘူးပုံ upload တင်သွားပြီးအဲ့ကြတော့မှနောက်တစ်ပုံထပ်ထည့်ပြီးချက်ချင်းချက်ချင်းထည့်လိုက်လို့တော့မရဘူးဟိုချက်ချင်းချက်ချင်းထည့်လိုက်တဲ့ခါကျလို့ရှိရင်အရင်ရောက်သွားတဲ့ပုံကပထမပုံမျိုးသူမှတ်ယူသွားမှာဆိုလို့ပါနောက်တစ်ခါဒုတိယပုံကဆိုင်ကဲ upload တင်သွားပြီးပြီးသွားပြီးဆိုတော့မှအောက်ဆုံးကယူကင်းပုံထည့်ပေးလိုက်မယ်ပုံသုံးပုံလုံး upload တင်သွားပြီးခုနကယူလာတဲ့အင်္ဂလိပ်ပုံကိုတစ်ချက်ချပင် submit လို့ okay ဒီမှာတစ်ချက်ချင်းကြည့်လိုက်ပါလုံးဝကိုမိုက်တဲ့ပုံမှာကျွန်တော်ပုံကိုခုနကတင်ပေးလိုက်တဲ့ပုံနဲ့အနောက်ကယူကင်းမှာဆိုင်ကဲစီးနေတဲ့ပုံပေါ့နော်ဒါလုံးဝကိုမိုက်ပါတယ်ပုံသုံးပုံက ိုပေါင်းပြီးတော့မှအောက်ပေါ်မှာလူပုံရယ်ဆိုင်ငယ်ပုံရယ်ရှုကင်းပုံရယ်ပေါင်းပြီးတော့မှကျွန်တော်ထုတ်ပေးလိုက်တဲ့ပုံသည်လုံးဝကိုကျွန်တော်တို့မိုက်တယ်ဟိုလူတယောက်ပေါ့နော်ကိုယ့်ရဲ့ဒီကြာကင်ဒီရင်းညီအတိုင်းပဲဆိုင်ငယ်စည်းနေတဲ့ပုံရတယ်ပေါ့နော်ကျွန်တော်တို့မကြိုက်ဘူးနောက်တစ်ခါကိုရင်း 16K လို့ပါလို့ထုတ်ချင်တယ်ဆိုလို့ကျန်လဲပရွန်မှာတစ်ခါလေးရေးပေးလိုက်လို့ရတယ်ကျွန်တော် 8K နဲ့ထုတ်ထွက်ပေးဖို့အတွက်ပရွန်ရေးပေးပါဆိုသူ 8K နဲ့ပတ်သက်ပြီးတော့မှပရွန်ရေးပေးတယ်ဒါဆိုတစ်ချက်ကြည့်ကြည့်မယ်ကျွန်တော်ဒီမှာပုံဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးဝါးနေတယ်လို့ခံစားရတယ်မျက်နာတော့ပူတယ်ပေါ့နော်နည်းနည်းလေးတော့ဝါးနေသေးတယ်လို့ကျွန်တော်ခံစားရတယ်အော် Pro ကို 16K လောက်ပေးပါဆိုပြီးတော့တော့မှကျွန်တော်ရေးမယ်။ Okay မြန်မာလိုပဲရေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ခုနကကျွန်တော်ပုံဝါနေတယ်ဗောနော်အဲ့တော့ကြောင့်မလို့ကျွန်တော် deep print ကိုပြန်ပြီးတော့တင်တယ်တင်ပြီးတော့မှ deep print တွင် 8k အရေးသွေးပုံထုတ်ပေးပါဆိုပြီးတော့မှကျွန်တော်ဆန်လုပ်လိုက်မယ်အဲ့ဒီမှာသူ့အနေနဲ့ print ပြန်ချလာပေးလိမ့်မယ်သူအလွန်အသေးစိတ်ကြရတော့ 8k အရေးသွေးရုပ်ရှင်ဆန်သောအလင်းရောက်အလွန်မြင်မသော resolution အနေနဲ့သူ print ချလာပေးတယ်အဲ့ print ကိုကျွန်တော် copy ကူးမယ် copy အာပြီးတော့ပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်ပုံတွေကိုပြန်ပြီးတော့ upload တင်ပေးလိုက်မယ်ဟုတ်ပြီသူဒီသုံးပုံလုံး upload တင်ပြီးသွားတဲ့နောက်မှာကျွန်တော်အောက်မှာခုနက print ကိုပေးချပြီးတော့ဆန်လုပ်လိုက်မယ် okay ဒီမှာတို့တကြကြည့်လိုက်ပါကျွန်တော်ပုံဒီလုံးဝကို AK အည်သွေးနဲ့ပုံထွက်လာတာကိုတွေ့ရလိမ့်မယ်မျက်နှာတီးပေါ့နော်ဒါနေရောင်ထိုးလို့တော့မှမျက်မှောင်ကျုံနေတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်ပေါ့နော်ဆိုင်ကယ်ဆိုလဲကွက်ဒီလုံးဝကို view ကလုံးဝမိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးထွက်လာတာကိုတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ပုံတွေကိုပေါင်းပြီးတော့မှ၃ပုံလောက်ထိဒါမှမဟုတ်၄ပုံ၅ပုံလောက်ထိကိုလိုချင်တဲ့လိုမျိုးပေါင်းပြီးတော့မှ print ကိုရေးခိုင်းလို့ရတယ်ပြီးတော့ပြီးဆိုအဲ့ဒီ print အတိုင်းကိုပဲဒီဘက်မှာဂျင်မတိုင်းမှာ upload တင်ပြီးတော့မှပုံ create လုပ်လို့ရတယ်အပိုင်းပဲဖြစ်ပါတယ်နောက်နောက်တတိယတစ်ပိုင်းနေနဲ့ကျွန်တော်တို့ဒီဟာပုံတွေထွက်လာပြီ ပုံတွေထွက်လာတဲ့အပိုင်းကိုကျွန်တော်တို့ကင်မရာနေရာပေါ့နော်ဥမာကျွန်တော်တို့ဒီခုနကပုံထုတ်လိုက်တယ်ခုနကဒီပုံထုတ်လိုက်တာဆိုလို့ရှိရင်သူကအစင်ပြေသလိုပေါ့နော်ပုံတစ်ပုံနဲ့တစ်ပုံမှာအခုဆိုဒါရှေ့ဆိုင်ကဘေးဘက်ကနေပြီးတော့ထုတ်ပေးလိုက်တယ်နောက်တစ်ပုံအနေနဲ့ကျတော့ဆိုင်ကဒီဘက်ဘေးကနေထုတ်ပေးလိုက်တယ်အစင်ပြေသလိုပုံမှာထုတ်ပေးလိုက်တယ်အဲ့လိုမျိုးကျွန်တော်တို့ကပုံမှာထုတ်ပေးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံအင်ဂယ်ရအောင်ဘယ်လိုပြန်ချိန်မလဲဥမာဆိုတော့ကင်မရာကိုနောက်ကရိုက်တာလားဒါမှမဟုတ်ဟို drone နဲ့အပေါ်ကရိုက်တဲ့ပုံစံမျိုးလားဒါမှမဟုတ်ဘေးကရိုက်တဲ့ပုံစံမျိုးလားပေါ့နော်အဲ့လိုမျိုးကိုလိုချင်တဲ့ကင်မရာအနေထားမျိုးကိုလည်းချိန်ခိုင်းလို့ရတယ်ပေါ့နော်ပုံထုတ်ပေးတဲ့နေရာမှာ ခொနကကျွန်တော်တို့ဒီဓာတ်ပုံကို download ဆွဲလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်မှာပဲမြန်မာစာ prompt ကိုပြန်သွားမယ်မြန်မာစာ prompt ကိုပြန်သွားပြီးတော့မှ pound clock ကိုတစ်ချက်နေပြီးတော့ခொနကကျွန်တော်တို့ဆွဲလာတဲ့ပုံကို upload တင်ပြီးတော့မှကျွန်တော်ဒီမှာရေးပေးလိုက်တာဆိုလို့ရှိရင်ကျွန်တော်ခொနကတင်ပေးလိုက်တဲ့ပုံကို drone ဖြင့်ရိုက်ထားသောပုံဖြင့်ပြောင်းပြီးသော prompt ပေါ့နော်ကိုလိုချင်တဲ့ angle ကိုယူလို့ရတယ်ဒါမှမဟုတ်လို့ကျရင်ကိုစိုင်ကယ်ရှေ့တဲ့နေရာရိုက်ထားသောပုံဖြင့်လည်းယူလို့ရတယ်ပေါ့ကျွန်တော်တို့ drone ဖြင့်ရိုက်ထားတဲ့ပုံဖြင့်ဒီ prompt ကိုလိုချင်တယ်အဲ့တော့ကြောင့်မို့လို့ဒီပုံကို copy ကူးမယ် copy okay ပြီးသွားပြီဆိုလို့ရှိရင် image creation record ကိုပြန်သွားမယ်ခုနကပုံကိုပြန်တင်ပေးလိုက်မယ် then face set okay ဒီမှာတစ်ချက်တကြည့်လိုက်ပါကျွန်တော်အကိုအခုထုတ်ပေးလိုက်တဲ့ပုံဒီ drone နဲ့ကိုပုံကိုရိုက်ထားတဲ့ပုံစံမျိုးပြောင်းလဲသွားတာကိုတွေ့ရလိမ့်မယ်ကိုကဒီလိုမျိုးပဲကင်မရာအနေနဲ့ဘယ်ရှူတောင်းကနေကိုပုံကိုရိုက်ပေးပါဆိုပြီးတော့မှကြိုက်တယ်လို့ပြောင်းလဲပြီးတော့လုပ်လို့ရတာကိုတွေ့ရလိမ့်မယ်နံပါတ်၄တစ်ချက်ကကြတော့ကျွန်တော်တို့ဒီမှာရှိတဲ့ background ဒီနေပိုင်းပေါ့နော်နေပိုင်းစီးနေတဲ့ပုံစံမျိုးဒါမှမဟုတ်ဘူးကွာညာပိုင်းစီးနေတဲ့ပုံစံမျိုးဆိုပြီးတော့ပြောင်းကျင်တယ်ဒါတာဒါမှမဟုတ်မိုးရွာတဲ့ပုံစံမျိုးအနေနဲ့လည်းရာသီဥတုကိုကိုကြိုက်တယ်လို့ချိန်ပေးလို့ရတယ်အဲ့တော့ကြောင့်မလို့ကွာရာသီဥတုချိန်ပေးဖို့အတွက်ဆိုလို့ချင်းရင်ဒီဘက်ကမြန်မာစံနဲ့ပုံ ံများကိုအင်္ဂလိပ်ယူထဲမှာသွားအပေါင်းကလုတ်တစ်ချက်နေပြီးသွားတော့မှပုံတင်လိုက်မယ်ဒီပုံကိုကျွန်တော်ကပမာထည့်ခြင်းလေဆိုလို့ရှိရင်ဘိုးရွာနေတဲ့အချိန်မှာဆိုင်ကယ်စီးနေတဲ့ပုံစံကျွန်တော်လိုချင်တယ်အအခုပုံကိုကျွန်တော်ကမိုးရွာနေတဲ့ညအချိန်ဖြစ်ကျွန်တော်ပြောင်းခြင်းတယ်ဗောနော်ဒီနေပိုင်းဒီလိုတဲကနိုင်ယာကြီးမှာစီးနေတဲ့ပုံမျိုးမလိုချင်ဘူးโอเคဆက်လိုက်မယ်ဒီမှာသူ့အနေနဲ့ပရင့်ထုတ်ပေးလာပြီဗောနော်ဒီမှာဆိုလို့ရှိရင်ပြောင်းသွားတော့အချိန်ရာသီတွေအလင်းရောင်ခန်းစားချက်တွေအလင်းရောင်ရဲ့အကျိုးသက်ရောက်မှုနဲ့အသေးသေးများဆိုပြီးတော့ဒီမှာသူ့အနေနဲ့ပုံတွေပြောင်းပေးလာတယ်အဲ့ဒီပရင့်ကိုကျွန်တော်ယူမယ် copy ဒီဘက်မှာ image creation record ကိုတွားမယ်အဲ့ဒီမှာပုံ upload တင်မယ်ပုံ upload တင်ပြီးသွားတော့မှပေးချမယ်စမ်းလုပ်မယ်ခေဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ပါကျွန်တော်တို့ရခန်းစားချက်တွေပါလုံးဝပြောင်းသွားပြီဒီမှာကြီးဟိုမိုးရွာနေတဲ့ညအချိန်မှာဆိုင်ကယ်စီးနေတဲ့ပုံပြီးပြောင်းလဲပြီးသွားပြီပေါ့နော်လုံးဝကိုဒီမှာဆိုင်ကယ်စီးနေတဲ့ပုံခန်းစားချက်တရားအစားမျက်နှာတီတာနေပူလို့မျက်မှောင်ကျုပ်နေတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ဟိုမိုးရွာလို့ပေါ့နော်မျက်မှောင်ကျုပ်တဲ့ပုံစံမျိုးခန်းစားချက်တွေပြောင်းလဲသွားတာကိုတွေ့ရလိမ့်မယ်ပုံတွေကိုဒီတိုင်းပဲကိုလိုချင်တဲ့လိုမျိုးကိုယ့်ရဲ့ယာတိဥရုအချိန်ကိုကိုပြေ းပေးနိုင်ရေးပေးနိုင်တယ်လို့ပုံစံမျိုးနဲ့ကိုပြောင်းပေးသွားနိုင်တာကိုတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့နောက်မှာ Gemini AI ဖြစ်ဓာတ်ပုံထုတ်တဲ့နေရာမှာကြွန့်ကျင်သွားပြီလို့ကျွန်တော်ယူဆပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့နောက်မှာလက်တွေ့လိုက်ပါလှုပ်ဆောင်ပေးဖို့လည်းမပြောကပါနဲ့ โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့နောက်မှာသင်တို့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကို like share comment ပေးသွားခင်နိုင်ပါတယ်အကယ်၍ကျွန်တော် channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်သွားပေးပါဦးနောက်ထပ်များမှာလည်းဘယ်လိုဗီဒီယိုမျိုးတွေထပ်ပြီးသွားတော့မှကျွန်တော်ကိုလှုပ်ဆွေးခြင်းလဲဆိုပြီးသွားတော့မှ comment မှာဝင်ရောက်ပြီးတော့ရေးသွားခင်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့